မြန်မာနိုင်ငံလိုမျိုးပုံနည်းဆူဆူတဲ့နိုင်ငံမျိုးမှာလူတိုင်းဝမ်းပြဝမ်းလျှော်ဖြစ်မှုကြမှာပါဝမ်းပြဝမ်းလျှော်ဖြစ်တာကအသေးအဖွဲကျန်းမာရေးပြဿနာတစ်ခုလို့ထင်ရပေမဲ့တကယ်တမ်းကကြတော့အသက်အန္တရာယ်ဆုံးရှုံးတဲ့အထိဖြစ်နိုင်ပါတယ်ဒါကြောင့်ဒီနေ့ဗီဒီယိုလေးထဲမှာတော့ဝမ်းပြဝမ်းလျှော်ဖြစ်နေတဲ့အချိန်မှာလုံးဝမလုံတဲ့တဲ့အချက်လေးတွေကိုပြပြပေးလိုက်ပါတယ်ရှင်ပထမအုံဆုံးချက်ကတော့ one base စီမတောင်းမိဖို့ပါပဲ one shot နေတဲ့အချိန်မှာဆရာဝန်ညွှန်ကြားချက်မပါဘဲနဲ့ one base စီတောက်တာကအလွန်ကိုအနည်းငယ်များပါရဲ့နော် ဝိုင်းရှော့နေတဲ့အချိန်မှာဆိုလို့ရှိရင်ဦးလန်းကျောင်းတစ်လျှောက်မှာကပိုးမွားတွေအကြည့်ချဲတာမကပါတော့အဲ့ဒီပိုးမွားတွေထုတ်ထားတဲ့အစိပ်တွေလည်းရှိနေပါတယ်အဲ့ဒီအရာတွေအရဆိုလို့ရှိရင်ဝမ်းနဲ့တူအပြင်ကိုထွက်သွားရမှာပါအဲ့ဒီလိုမှမဟုတ်ဘဲနဲ့တကယ်လို့ကိုကဝမ်းပိတ်စီတောက်လိုက်မိမယ်ဆိုလို့ရှိရင်တော့အဲ့လိုမျိုးထွက်လို့မရတော့ဝမ်းပိတ်စီကပိတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်ဦးလန်းကျောင်းထဲမှာအစိပ်တွေပိုးမွားတွေကပိတ်မိနေပြီးတော့ပိုပြီးတော့များလာမယ်အဲ့ဒီခါမှာဆိုလို့ရှိရင်ခန္ဓာကိုယ်နှောင့်ပြတ်သွားပြီးတော့သွေးစိတ်တက်တာကြောင့်အသက်ဆုံးနေတိဖြစ်နိုင်ပါတယ်ဒါကြောင့်ဝမ်းပြဝမ်းရှော့ဖြစ်နေတဲ့အချိန်မှာဝမ်းပိတ် တ်ဆေးတွေကိုကိုယ်သဘောနဲ့ကိုယ်လုံးဝလုံးဝမတောက်သင့်ပါဘူးเนาะနောက်တစ်ချက်ကတော့ဆက်ဆေးဝယ်မတောက်ပါနဲ့เนาะဝမ်ရှော့နေတဲ့အချိန်မှာနှီးစက်ရဆေးဆိုင်တွေကနေပြီးတော့ဆက်ဆေးဝယ်တောက်မိတတ်ကြပါတယ်အဲ့ဒီဆက်ဆေးတွေမှာဆိုလို့ရှိရင်လေခုနကပြောခဲ့တဲ့ဝမ်ပိတ်ဆေးပါလာနိုင်ပါတယ်ဒါအပြင်ပေါ့เนาะမလိုအပ်ဖ ೇನೆ ပိုးသက်ဆေးတွေပါလာခဲ့မယ်ဆိုလို့ရှိရင်เนาะဝမ်ပြောက်ဝမ်ရှော့ဖြစ်တာကိုပိုးဆိုးစေနိုင်တယ်လို့ရေရှည်မှာဆိုလို့ရှိရင်လေဆေးရင်ပါတာပိုးဆေးပြန်ပြီးတော့သွေးဆေးတက်တဲ့အကြောင်းမလို့ဆေးမတို့တာရဲ့အထိဖြစ်နိုင်ပါတယ်ရှင်နောက်တစ်ချက်တစ်ခုကတော့ကော်ဖီနဲ့အရက်ကိုရှာရမှာပါဝမ်ပြောက်ဝမ်ရှော့ဖြစ်နေတဲ့အချိန်မှာကဖေးနဲ့ က်ပါဝင်တဲ့ coffee အပြင်အရက်တွေကိုလည်းလုံးဝလုံးဝမတောက်မိပါစေနဲ့နော်။ diarrhea ဆိုလို့ရှိရင်အဆိုင်နဲ့အိုလမ်းကြောင်းကိုထိခိုက်စေနိုင်ပြီးတော့ wash ရတာကိုလည်းပိုဆိုးစေမှာပါ။နောက်ထပ်ချက်တစ်ခုကတော့စီကျော်အစားအစာတွေကိုမစားမိပါစေနဲ့နော်။ စီရီအမြိုင်းနဲ့ကြော်ထားတဲ့အစားအစာတွေကဝမ်းရှိုးတာကိုပူဆိုးစေနိုင်တဲ့အပြင်ရေရှိမှဆလို့ရှိရင်လည်းကျန်းမာရေးအတွက်မကောင်းတဲ့အကြောင်းမို့လို့ရှောင်ကျင်ပေးရပါမယ်ရှင်။နောက်ထပ်ချက်တစ်ခုကတော့လေထားစီတဲ့အသင့်အတွေကိုတနက်သမျှရှောင်ပေးရမှာပါ။ဘလို့အစားအစာတွေလဲဆိုလို့ရှိရင်ဥပမာဒီပဲမျိုးမျိုး၊ပြောင်းမူ၊ပန်းကော်ပီစိမ်လိုအစားအစာတွေကိုမစားမိတော့ပို့ပြီးတော့ကောင်းပါတယ်။ဦးလန်းချောင်းမှာလေထားတာကပေါ့နော်ဝမ်းပြည့်ခြင်းကိုပူဆိုးစေနိုင်တဲ့အကြောင်းပဲဖြစ်ပါတယ်။နောက်ထပ်ချက်တစ်ခုကတော့နူနဲ့နူထွက်ပစ္စည်းတွေကိုမစားသင့်ပါဘူး။တချို့လူတွေမှာဆိုလို့ရှိရင်နူနဲ့နူထွက်ပစ္စည်းတွေကိုခြေဖြတ်ဖို့အတွက်အန်ဆိုင်တစ်မျိုးကချွတ်တဲ့နေတဲ့အကြောင်းမို့လို့ ို့လို့တောင်းမိလဲတဲ့ခါတိုင်းမှာဝမ်းလျှော်တာဝင်ဆိုင်နေရပါတယ်။ဒါကြောင့်မို့လို့ကိုယ့်ရဲ့ဝမ်းလျှော်တာကဘာကြောင့်ဖြစ်လို့ဖြစ်မှန်းမသိဘူးဆိုလို့ရှိရင်တော့ neuroplasticity ကိုမစားတာကတော့အကောင်းဆုံးပါပဲเนาะ။နောက်ဆုံးအချက်တစ်ခုကတော့လေ့ကျင့်ခန်းမလုပ်ပါနဲ့เนาะ။ မပြတ်ဝန်ရှော်ဖြစ်နေတဲ့အချိန်မှာအရေးတဲ့ဆုံးရှုံးပုံမှန်ကများတဲ့အကြောင်းမို့လို့ချွတ်ထွက်များစေမယ့်အပြုမူတွေကိုမဖြစ်မနေရှောင်ကျဉ်ရပါမယ်။ခန္ဓာကိုယ်မှာအရေးတဲ့ဆုံးရှုံးမှုများတဲ့အခါမှာဆိုလို့ရှိရင်ချော့ရသွားပြီးတော့အသက်တည်ဆုံးတဲ့အထိဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်မို့လို့ဝန်ပြတ်ဝန်ရှော်ဖြစ်နေတဲ့အချိန်မှာအခုပြပေးခဲ့တဲ့အချက်ခွန်တဲ့ချက်ကိုလုံးဝမလုံးမိပါစေနဲ့လို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကိုညီကုန်းချိုးလိုက်ပါရနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။